ကဲအားလုံးပဲမင်္ဂလာပါပရိသတ်တို့ရေခုတော့ကျွန်တော်သင်ဆက်ပေးမှာကြတော့ဂျပန်မှာကျင်းပမဲ့ One Championship ရဲ့နိုဝင်ဘာ16ရက်နေ့မှာကျင်းပမဲ့ပွဲကြီးပွဲကောင်းတဲ့မှာပါဝင်တဲ့နာဘေးနဲ့ဟီရိုမီအစားကတော့ဂျိုနာတန်နဲ့တဲပေးထားတာကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့ဘလို့ဖြစ်သွားလဲမသိပါဘူးပွဲကပြတ်ပြီးတော့နောက်တော့ဟီရိုမီနဲ့ပြန်ပွဲတယ်လာပြီးတာကိုကျွန်တော်တို့တွေ့ရပါတယ်ကဲထားပါတော့သူတို့နှစ်ယောက်ဘာတွေဖြစ်လာမလဲဆိုတာပြောကြရအောင်မနေ့ကပဲဖေးအောင်လောက်ကြပါဘီ ဟီရိုမီကအရင်က2020 2023ခုနှစ်မှာ90ကီလိုတက်မှာပဲ World Champion ဖြစ်ခဲ့ပူပါတယ်။ Japan Fighter တွေဆိုတာတည်အတိုင်းပါပဲ။တကယ်ကစားသမားကောင်းတယ်။တွက်လက်တယ်၊ညံစမ်းတယ်။ Japan Kickboxing ကို လုံးဝပြီးပြင်အောင်စောတက်တဲ့ကစားသမားတယောက်ပါ။ဟီရိုမီကသူမလဲကိုမလဲထိုးရမယ်အထဲမှာလဲစိတ်တက်ပြင်းပြတယ်။နိုင်လူစိတ်ကလည်းရမ်းဆာလောင်တယ်။ ချင်ချင်တန်းစောရတာအရန်ကိုသူကကြိုက်နေတတ်တယ်။အသက်30နဲ့အရန်5ပြီဆက်တလက်မှလည်းရှိတယ်။အရက်ကတော့မစိုးပါဘူး။ဒါပေမဲ့လည်းနာဘေးကိုမမိသေးပါဘူး။နာဘေးကတော့အရက်6ပြီကြော်ပါ။အရက်ကတော့ပညာကောင်းပြီးတော့လက်သီးခြေကန်ချက်မိရင်ဘာဆိုလာပဲဆိုတော့ကစ်ပေါင်းစင်တမပေါ့။ဂျီရိုမီကနာဘေးကိုပြောရရင်တော့အရက်ကလည်း6ပြီ3နဲ့မှရှိပါလေ။သူစီချင်းကပ်ပြီးသူ့ကိုတိုက်ခိုက်ဖို့ကလည်းလွယ်ကူလောက်ဘူးလို့ထင်ပါတယ်ကျွန်တော်ကတော့ ကျွန်တော်တို့ရဲ့စူပါလက်တောင်လုံးဝကိုချင့်ကပ်လို့မရတော့ပါဘူး။အရင်ကတော့နာဘေးကသူမာကုံရှိတဲ့အခါစူပါလက်စီမှာတခါရှုံးဖူးပါတယ်။အားလုံးပဲသိကြမယ်ထင်ပါတယ်။နာဘေးကိုဖြုံမယ်ဆိုရင် သူ့လိုရက်ရှိမှ flight waiter မှာသူ့လိုရက်ရှိမှပွဲကကြီးကောင်းမှဖြစ်ပါတယ်။ဒီပွဲကနာဘေးနိုင်ဖို့များပါတယ်။နာဘေးရဲ့ပေါင်ချင်းကလည်း1.106ရှိတယ်လို့ရှီရိုမီရဲ့ပေါင်ချင်းကလည်း6.6.45ရှိပါတယ်။ ။နိုင်မဲ့သူကတော့ဘသူဖြစ်မလဲဆိုတာအလုံးပဲသဘောပေါက်မှာပါ။နာဘေးကိုနိုင်အောင်ကစားပြရင်တော့ရာဇဝင်တဲကသူရဲကောင်းလို့ပြောရမှာပါ။